ဒီမွေးနေ့မှာဖယားတော့ကြောင်တပါဒီမွေးနေ့မှာလာဆောင်မဲမဲတစီဖန်ကိုအပိနာဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်မတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်ရှင် to you the chilling and no sentimental yeah present fm စဉ်ပရိသတ်များရှင်မတရားနေစီစဉ်ဝင်းနေစုတောင်းစီစဉ်လေးမှာဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေစုတောင်းပြရမယ့်ဝင်းနေရှင်ကတော့ရန်ကုန်စေတက်သူတက်ကမောင်ထက်ဦးလွင်ခေါ်တီတီရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်မောင်ထက်ဦးလွင်ခေါ်တီတီရဲ့ဒီနေ့မှရောက်ရှိလာတဲ့22နှစ်ပြည့်ဝင်းနေအတွက်ကိုတော့တန်လင်းမနေတဲ့မမေတော်မမကြီးကြီးတော်မမဆန်ကြီးကြီးတော်မမဆူကိုကိုဒေါက်တာအကမင်းမြတ်တို့ကနေပြီးတော့ပောင်းဝင်စုတောင်းပေးလာပဲဖြစ်ပါရှင် ရိတ်သများရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာဒီတစ်ခါမှထပ်မံပြီးတော့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ခေတ္တဂျပန်မှာရောက်ရှိနေတဲ့ကိုမြမင်းကုကုရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ကိုမြမင်းကုကုရဲ့ဒီနေ့မှရောက်ရှိလာတဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုတော့တွန်တေးမှနေတဲ့သက်ဆိုင်သူမတ်ထန်းဆန်နီကအပောင်းရီဆုတောင်းပေးလာပဲဖြစ်ပါရှင်။ တစီယဖန်ရဲ့ပရိသတ်တွေအားလုံးကိုအမတရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကောင်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ ရိတ်သများရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်မောင်းပောင်းဝင်တောင်းဆိုလာတဲ့သူကတော့ရှမ်းပြည်တောင်ပိုင်းမှာနေတဲ့မလှကြီးပဲဖြစ်ပါတယ်။သူကတော့ရှမ်းပြည်တောင်ပိုင်းမှာနေတဲ့ဦးထွန်းနိုင်တဲ့ဒေါ်ထွေးညိုတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ငါးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပောင်းဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။စကားလက်ဆောင်လေးလည်းပါပေးထားပါသေးတယ်။စကားလက်ဆောင်လေးကတော့စနေမောင်နဲ့နေအားလုံးရာသက်ပန်ရွှေလက်တွဲနိုင်ကြပါစေဆိုပြီးတော့စကားလက်ဆောင်လေးပါပေးထားပါပဲဖြစ်ပါရှင်။ သင်ပရိသတ်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ချွတ်တင်ဆက်ပေးခဲ့ရပါဖြစ်ပါတယ်။ပရိသတ်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့ရှင်နေနဲ့အတူတူချစ်သူဆုံးတွေမိင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစုမော့စကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့သစရန်ဖရင်ဖုန်းနံပါတ်ဖြစ်တဲ့ 3936396939ကိုနေ့စဉ်နေ့လယ်တနင်္ဂနွေနေ့နှစ်ပိုင်းအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေ့ရက်မတိုင်ခင်၃ရက်ချုပ်တင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။သစီယန်ဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3936396939နဲ့အတူတူသစီယန်ဖန်အနာထိမ့်မဲ့ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပေါင်းရင်တောင်းဆိုနိုင်ပါတယ်ဆိုတော့အသိပေးနဲ့ဒီနေ့မတရားနေ့အစီအစဉ်ကနေပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်ပါရှင်။